အာဒီမှာဖတ်နေရပြီအခု new year မှာကားသစ်ဝယ်မယ်ကားသစ်ဝယ်တော့ကျွန်တော်ဝယ်ကိုတုံချွမ်းမပေးတော့ဘဲနဲ့ဘာလို့လဲဆိုတော့ဒီမှာရွှေပန်းနဲ့ချိန်ပြီးတော့ကားကိုအရေးကြဝယ်မှာအရေးကြဝယ်တယ်ဆိုလို့ရှိရင်20ရာခိုင်နှုန်းပဲဒေါပေးမှန်ပေးရုံပဲအဲ့ဒါကိုကျွန်တော်ဖတ်နေအားဒီတော့ပြောပြပါဝင်နှန်းအနေနဲ့လိုအပ်တဲ့စာရေးစာတမ်းတွေကိုပြောပါဆိုလို့ရှိရင်မှတ်ပုံတွေသကောင်စင်းရက်ကွက်ထောက်ခံစာ passport ဓာတ်ပုံတနည်းအတွင်းပေးဆောင်တာဒီအခွင့်အပြေစာ လာသာ၃လသာစရင်သက်ဆိုင်ရာဌာနကုမ္ပဏီမှာအိရှာဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာဝန်ထမ်းကမိတ်တူဘန်စတိတ်မန့်တစ်နှစ်စာသို့မဟုတ် KP statement ဒါတွေပဲလို့အခုကျွန်တော်ပြောသွားတဲ့လိုအပ်တဲ့စာရစာတိုင်းတွေအကုန်လုံးကိုပေးပေးပြီးတော့ကြိုက်တဲ့ကားကိုရွေး20%ဒေါင်းဝင်းမှန်ပေးလိုက်တာနဲ့ရွှေဘန်းနဲ့ချိတ်ဆက်ပြီးတော့ auto loan ဝယ်လို့ရတယ်။အဲ့ဒါဝန်ထမ်းတွေအတွက်အကယ်၍သင်ကဝန်ထမ်းမဟုတ်ဘဲနဲ့ကုမ္ပဏီအနေနဲ့ရှောက်မယ်ဆိုလို့ရှိရင်လိုအပ်တဲ့စာရစာတိုင်းတွေကျွန်တော်တစ်ခါလေးပြောပြအောင်။အဲ့ဒါဘာတွေလဲဆိုတော့ တက်တန်းရှိလုပ်ငန်းလိုင်စင်အခွန်ပြေစာ3နှစ်စာဗန်နာအေးစင်းရှင်းတန်း3နှစ်စာဗန်စင်းရှင်းတန်း1နှစ်စာ company registration အဲ Diker Extract Meeting Minute အယောင်စင်းရင်၃လစာအဝယ်စင်းရင်၃လစာလုပ်ငန်းတက်ပုံဒါတွေပဲလိုတယ်ပြီးလို့ရှိရင်အမားကန်သူတူဦးတော့လိုအပ်တယ်ဒါတွေအကုန်လုံးရှိနေဆိုရင်လို့ရှိရင်လည်းအခုကျွန်တော်ဘေးမှာရှိတယ် MG ရဲ့ S5 ပဲဖြစ် MG4 ပဲဖြစ် Limora T03 ပဲဖြစ်ကြိုက်တဲ့ကောင်းအောင်ရွေး20%ဒေါင်းပေးပြီးတော့အရှိကြဝင်လို့ရအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာကတော့ Genesis Point Promotion Area မှာကျင်းပနေတဲ့ MG မြန်မာရဲ့ Netflix ကိုအတူအထူးဈေးအောင်ပွဲကိုရောက်နေတာဖြစ်ပါတယ် ီပွဲထဲမှာဆိုလို့ရှိရင်ပြရတဲ့ကားတွေအကုန်လုံးကိုရွှေပန်းနဲ့ချိတ်ဆက်ပြီးတော့လက်ဆိုင်ရတော့ဒေါင်းဝင်းမှပေးပြီးတော့ဝယ်လို့ရအဲ့ဒါကိုကျွန်တော်အတန်းနဲ့တွက်ပြအခုဒီပါ MP4 ပဲဆိုပါဦး MP4 ကျွန်တော် long range လေးရှိတယ်အဲ့ဒါကိုကျွန်တော်အခုတွက်ထားပြီးသားလေး အာဆိုလို့ရှိရင်သူရဲ့ကားတန်မိုးရဲ့20%ကိုဒေါင်းပေးမဲ့ပေးမဲ့ဆိုလို့ရှိရင်တိုင်း190မှတ်ချလဲလောက်ပဲပေးရမယ်ပြီးလို့ရှိရင်ရွှေဘန်နဲ့ချိတ်ဆက်ပြီးတော့ဝယ်တာက၄နှစ်ထိ HP ဝယ်လို့ရတယ်တလားကို29သိန်းဝင်းကျင်ပေးသွင်းရုံနဲ့အခုကျွန်တော်ပေးမှမြင်တွေ့နေရတဲ့ MD4 long range ကားအသစ်ကြီးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ MD4 ရဲ့ specs လေးကိုကျွန်တော်နည်းနည်းပြောပြမယ် MD4 ကအခုကျွန်တော်ပေးမှမြင်ရတဲ့ကားလဲဒါ type 2ကားလေးဖြစ်တယ်ဒါခေါင်မိုးတွေပါလေအချူဖြစ်သွားပြီ type 2ကားအောင်မှာ battery capacity ကိုပြောမယ်ဆိုရင်64 kWh ရှိတယ် motor capacity က150 kWh ရှိတယ် rear wheel drive ဖြစ်တယ် range ကိုပြောပါဆိုလို့ရှိရင်450 km တကယ်သွားလို့ရတဲ့ကားတွေဖြစ်တယ်ဒီကားတွေကအခုလက်ရှိလည်းကျွန်တော်ရဲ့ MP4 အပြိုင်အောင်လေးက genetic C တွေတော့မဲစီးလာဆိုနည်းနည်းခွဲလောက်ရှိပြီသူရဲ့ battery SOH ပေါ့နော်အဖုန်းနေမှာလို့ပဲ SOC ရှိတယ် SOH ရှိတယ် SOC ဆိုတာကတော့ကားရဲ့အားဘလောက်ကျန်နေလဲဆိုတာကိုပြတာဖြစ်ပြီးတော့ SOH ဆိုတာကတော့ battery ရဲ့ကျန်းမာရေးပေါ့ battery health ကိုပြောတာပဲဖြစ်ပါတယ်အဲ့ကျွန်တော်ရဲ့ battery health ကအခုကဒီ95 96ရာခိုင်နှုန်းကျန်နေတာဖြစ်တဲ့အကြောင်းနောက်နှစ်ပြီးအများကြီးသုံးလို့ရတယ်အခုဆိုရင် kilo 9000 6,500တောင်တော့ဖြစ်သွားပြီကျွန်တော်က။ Okay အဲ့တော့ဒါ NG4 ဖြစ်တယ်။ဒီထက်မကန် NG4 အကြောင်းတွေလည်းသိကျင်သေးတယ်။ NG4 နဲ့ဘယ်တွေခီးသွားလို့ရတယ်၊ဘယ်နေရာတွေမှာအားပေးလို့ရတယ်၊ဘလောက်ကုန်ကျစရိတ်တွေရှိရဆိုတာကိုသိကျင်တဲ့ဆိုရင် SA Vlog NG4 ဆိုပြီးတော့ Jack Tech Social Media Platform မှာရိုက်ပြီးတော့ share လိုက်ပါ။ဒီလိုကအများကြီးဖလာပါလိမ့်မယ်။ Okay ဒါတော့ NG4 ဖြစ်တယ်။ပြီးရင် NG5 လို့အခုကအသစ်တင်သွင်းတာ NG S5 ဆိုတာလည်းသိရှိတယ်။ဟောကြည့်အောင် နောက်တစ်ကစီးကတော့ MG ရဲ့အသစ်ထွက်ရှိလာတဲ့ MG S5 mid-size SUV ပဲဖြစ်ပါတယ်။ဒီကားဆိုလို့ရှိရင်ကားမကြီးလို့မသေးလို့ညိုရင်းသွားမယ်ဆိုလို့အစီအစီနဲ့မျိုးပြင်းသွားမယ်ဆိုလို့အစီအစီနဲ့ဘာကြောင့်လဲဆိုတော့သူ့ရဲ့ battery capacity က64 kWh ရှိတယ်။ motor capacity က190 kWh ရှိပြီးတော့ range ကိုပြောပါဆိုလို့ရှိရင်480 km ဒီသွားလို့ရတဲ့ကားစီးပဲဖြစ်ပါတယ်ဒီကားဆိုလို့ရှိရင်နောက်ခန်းတွေပါပို့ပြီးကျဲသွားတယ်နောက်ခန်းကာဂို space ကိုတော်တော်လေးကိုကျဲသွားတာကိုတွေ့ရတယ်ပြီးလို့ရှိရင်ဒီသားစုတွေပါစီးရတယ်လုံးဝ comfort လည်းဖြစ်မယ် 140လုတ်လည်းဖြစ်တယ်လုံးဝပြင်းမဲ့ဆိုလည်းပြင်းလို့ရတယ်မော်တာ190ဖြစ်သွားတာအဲ့တော့ပြင်းမဲ့ဆိုလည်းပြင်းလို့ရတဲ့ကားဖြစ်တယ်ဒီကားကိုဒါ20% down payment နဲ့ဝယ်မယ်ဆိုရင်ကျွန်တော်တော်ထားရရှိတယ် S5 long range ကို20% down payment နဲ့ဒါဝယ်မယ်ဆိုရင်350ဝန်းကျင်လောက်ပဲ down payment ပေးရတယ် ပြီးလို့ရှိရင်ကြံဝင်ကို၄နှစ်နဲ့အရစ်ကြဝယ်မယ်ဆိုလို့ရှိရင်တစ်လကို38သိန်းဝင်းကျင်ပေးသွင်းရုံနဲ့ဒီကားကိုပိုင်ဆိုင်လို့ရတယ်။အကယ်၍ကျွန်တော်သာဒီကားလေးကိုဝယ်မယ်ဆိုလို့ရှိရင်ထောင်ပေးမယ်ကို20%မဟုတ်ဘူး40%လောက်ပေးလိုက်မယ်။40%လောက်ပေးပြီးတော့ကြံဝင်ကိုအရစ်ကြပေးသွင်းလိုက်တယ်ဆိုလို့ရှိရင်အချိန်တန်လို့ရှိရင်ဒီကားကပိုင်သွားမယ်။ အဲ့တော့ဒီကားကိုတစ်ခါတည်းရင်းရမယ့်ပတ်စံကိုကျွန်တော်မရင်းတော့ဘဲတခြားမိမိရဲ့လုပ်ငန်းတို့ဘာလို့မှပြန်ပြီးတော့ရင်းညွှန်းနိုင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကထွက်လာတဲ့အညက်လေးတွေနဲ့ဒီကားရဲ့လာစဉ်ပေးပေးငွေလေးတွေပေးပေးသွားလို့ရှိရင်အချိန်တန်ရင်ဒီနေ့နေဒီကားကပိုင်သွားမှာ။โอเคနောက်ထပ်တစ်စီးရှိတယ်ကျွန်တော်ပြီးခဲ့တဲ့ခါကစေးထိုးတော့အောင်းငါးတဲ့ကားတစ်စီးရှိတယ်။ဘုကားလေးတော့ကြည့်ရအောင်။နောက်ထပ်တစ်စီးကတော့လုံခဲ့တဲ့လပိုင်းကပဲဒီမြန်မာပဲကိုတင်ချုံကိုကျွန်တော်စေးထိုးတာအောင်းခဲ့တဲ့ Limonda T03 SKD ကားပဲဖြစ်ပါတယ်။ဒီ Limonda T03 အကြောင်းကိုပြောပါဆိုလို့ရှိရင် battery capacity က61.3 kWh ရှိတဲ့ motor capacity က80 kW ရှိပြီးတော့ range ကိုပြော ာဆိုရင်၄00ကီလိုမီတာထိသွားလို့ရတဲ့ကားလေးတစ်စီးပဲဖြစ်ပါတယ်ဒီကားကအရှေ့ရဲ့ပိုင်းနေတော့ဆိုလို့ရှိရင်လည်းကျွန်တော်ကားအသစ်နဲ့အဟောင်းနဲ့ comparison ရှင်းပြီးတော့သွားတာလေကျွန်တော်ဗီဒီယိုအများကြီးရိုက်ခဲ့ပြီးသွားပြီ Lee Motor TV သူတွေနဲ့ပတ်သက်တဲ့ဗီဒီယိုလည်းအများကြီးရိုက်ခဲ့ပြီးမမမရပြောမယ်ဆိုရင်လုံခဲ့တဲ့နှစ်နှစ်ဒီအချိန်မှာ မြန်မာဘလော့ဒါပရိုမိုးရှင်းအေရီယာမှာလီမော်တာ T03 ရေးစပြီးတော့မိတ်ဆက်ခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်ဒီအချိန်ကမမတ်ရဘာကြောင့်လဲဆိုတော့ memory ပြန်တက်လာတယ်โอเคအဲ့တော့ဒီလီမော်တာ T03 ကိုလည်းဒေါင်းမင်းရဲ့20%အနေနဲ့ဆိုရင်360ဝင်းကျင်ပဲပေးသွင်းရပြီးတော့၄နှစ်အထိအရှိကျဝယ်မယ်ဆိုလို့ရှိရင်တစ်လောက်18သိန်းဝင်းကျင်လောက်ပဲပေးသွင်းရမှာဖြစ်ပါတယ်အဲ့ကြောင့်မို့လို့ဒီကားတွေဆိုလို့ရှိရင်ကျွန်တော်တို့လည်းခြိုက်တယ်အခုလက်ရှိလည်းရုံးလဲတုံးလဲအိမ်လဲတုံးလဲအကုန်လုံးဒီကားတွေပဲတော်တော်များများကျွန်တော်တို့တုံးနေတာအာ cost လည်းအများကြီးတက်လာတယ် မင်းင်းနဲ့ဆဲတိတ်အများကြီးလုံးဆရာမလို့တာဖြစ်တဲ့အတွက်ဒီကားတွေကကျွန်တော်ကော့ဆဲသက်သာတယ်ခုနကပြောလို့မျိုးအခြေချတဲ့သားဝယ်လိုက်တယ်ဆိုရင်ကျွန်တော်ပြထောင်းပေးမဲ့နည်းနည်းနဲ့ပြအခြေချသူကသူအချိန်တန်ရင်ပြီးသွားမှာပြီးသွားမှာဖြစ်တဲ့အတွက်နောက်၄နှစ်နေလို့ရှိရင်ကားလည်းပိုင်ပြီးသားဖြစ်သွားမယ်ကိုယ်လည်းမပင်မန်းတော့ဘူးဗျာငွေကိုတစ်လုံးတစ်ခဲနဲ့စိုက်ထုတ်ပြီးတော့ဝယ်ရတာမဟုတ်တဲ့အတွက်တော်တော်လေးအဆင်ပြေသွားတယ်အခြေချဝယ်ဖို့ဘာလို့အပ်လဲလို့ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲဝန်ထမ်းနဲ့ဆိုရင်ဘယ်လိုလုပ်လဲ ကုမ္ပဏီအနေနဲ့ဆိုလို့ရှိရင်ဘလို့လို့လဲဆိုတော့အတိအကျဖော်ပြထားပြီးဖြစ်တဲ့အတွက်ခု28 29 30 November မှာတော့25မှာဆိုလို့ရှိရင် Fashion Square ရဲ့ Promotion Area မှာအခုကျွန်တော်ခုနကပြောပြသွားတဲ့ကားတွေအကုန်လုံးတနေရာထဲမှာ live အကြည့်လေးလာလို့ရတယ်။ Lee Order ဆိုလို့ရှိရင်လည်းစပင်ဝင်းလည်းလဲလို့ရတယ်။စပင်ဝင်းလဲလို့ရှိရင်10သိန်း15သိန်း18သိန်းအထိ cashback တွေပြန်ပြီးရနိုင်သေးတာဖြစ်တဲ့အတွက် live အကြည့်လေးလာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကတော့သိသွား။အသက်ဆိုင်ရာကုမ္ပဏီရဲ့ HR သက်ဆိုင်ရာဌာနကုမ္ပဏီမှာပြောရမယ်3 2 1 go